ချိန်မှိုင်မြို့ထက်ကငါအိမ်ဤအချောင်းအရာကလုံခဲ့တဲ့6နှစ်လောက်လုံကဖြစ်သွားခဲ့တာနမဲဝူဆိုတဲ့အမျိုးသားတယောက်ကအလုတ်ကြလို့ online ပေါ်မှာတစ်တီးရောင်းချင်နေတဲ့ရှင်ဒါကြောင့်ခွန်ဝူကတူတူငယ်ရှင်၃ယောက်ဘွန်တီဒိုင်နဲ့ပေါင်းပြင်း online ပေါ်မှာတစ်တီးရောင်းဖို့လောက်ကြတဲ့ရှိန်မိုင်မှာတစ်တီးသွားကြည့်ဖို့တိုင်ပင်ကြတဲ့နောက်ရက်မှာပဲသူတို့၄ယောက်ကတကယ်ရှိန်မိုင်ကိုတက်သွားကြတဲ့လမ်းပေါ်မှာပဲသူတို့ online ထဲကနေ ဟိုတယ်တွေအငားအိမ်တွေကိုလိုက်ရှာကြတယ်။နောက်ဆုံးတင်ရ1800ပဲပေးရတဲ့အငားအိမ်တအိမ်ကိုသူတို့ယူလိုက်တယ်ရှင်။သူတို့ရှင်မိုက်ကိုရောက်တဲ့အချိန်ည9နာရီလောက်ရှိသွားပြီ။ location တက်ကအတိုင်းသူတို့အဲ့ဒီအငားအိမ်ကိုတွားကြတယ်။အဲ့ဒီအိမ်ကမူဘန်ထဲမှာရှိတယ်တရှင်။မူဘန်ထဲမှာသူတို့ငားတဲ့အိမ်ကိုသူတို့လိုက်ရှာကြတယ်။ထူးဆန်းတာကမူဘန်တမူဘန်လုံးကတအိမ်မှမီးဖွင့်ထားတာမရှိဘူးတရှင်။ သူတို့ငားထားတဲ့အိမ်ရှိကိုရောက်တော့သူတို့အဲ့ဒီအိမ်ရဲ့ပိုင်ရှင်ကိုဖုံးဆက်ပြီးတောင်းတော့တယ်အိမ်ပိုင်ရှင်ကတော့ကစာတိုက်ပုံးထဲမှာခြံထားပြီးပြီးပြီးလို့ပြောတယ်တရှင်သူတို့ကြည့်လိုက်တော့တော့ကတကယ်စာတိုက်ပုံးထဲမှာရှိနေတယ်သူတို့တော့อยู่ဒီခြံကွင်းတစ်ခါကိုဖွင့်တယ်သူတို့အိမ်ထဲကိုလမ်းလျှောက်သွားတော့မဲ့အချိန်မှာမဲရောင်ကြောင်ကသူတို့ရှေ့ကိုဖျက်လျှောက်သွားတယ်တရှင်ဘွန်တီတန်ကအိမ်တကားကိုတွတ်ဖွင့်ကြတယ် ဝုတ်ကကားထက်ကအိတ်တွေကိုပြန်သွားယူတယ်တဲ့ရှင်အဲ့ဒီအချိန်မှာအိမ်နဘေးနားမှာမင်းကလေးတယောက်ထိုင်နေတာကိုတွေ့တယ်။အဲ့ဒီမင်းကလေးကအင်ကြီးအဖြူရောင်ဝတ်ထားပြီးစက္ကပ်အမဲရောင်ဝတ်ထားတဲ့တရှင်မင်းကလေးရဲ့မျက်နှာကခြံစည်းကိုဖယ်လှည့်သွားတော့အဲ့ဒီမင်းကလေးရဲ့ရုပ်ကဘယ်လိုဆိုတာဝတ်လည်းမသိဘူး။ဝတ်အထင်အဲ့ဒီမင်းကလေးကတန့်ရှည်လုပ်ပေးတဲ့သူထင်လို့ဘာမှမတွေးပဲအိမ်ထဲကိုဝင်သွားလိုက်တယ်တရှင်။သူတို့ငားထားတဲ့အိမ်ကတိုက်အိမ်နှစ်ထပ်တရှင်။ ဘူတူအဲ့ဒီအိမ်ထဲကိုဝင်သွားတာနဲ့တက်သိန်းတွေထပြီးတစ်ချိန်လုံးမကောင်းတဲ့အနံ့အနံ့ဆိုးတမျိုးမျိုးရနေတယ်လို့မျိုးခံစားရတယ်တရှင်အဲရကွင်ဖွင့်လဲအဲ့ဒီအနံ့ကပြောက်မသွားဘူးသူတို့လေးယောက်ကအဲ့ဒီအိမ်ထဲကိုရောက်တာနဲ့ကနေစားဆရာနဲ့တောက်ဆရာတွေမှာကြတယ်တရှင်စားဆရာမလာသိခင်မှာဘွန်တယောက်ထဲအိမ်ရဲ့အပေါ်ထက်ကိုတက်သွားကြည့်တယ်ဘယ်သူကဘယ်အခန်းအိမ်မယ်ဆိုတာတွားရွေးတာတရှင်ဘွန်တက်သွားတဲ့အချိန်မှာယောက်ကပုံမှန်အတိုင်းပဲ ဘွန်ပြန်ဆင်းလာတဲ့အချိန်မှာတော့ဘွန်ရဲ့ရုပ်ကတမျိုးမျိုးတောက်နေတယ်လို့မျိုးတရှင်ဝုဒ်အဲ့လိုမျိုးတွေ့တော့ဘွန်ကိုသွားမိတယ်။ဘာဖြစ်တယ်လဲအပေါ်မှာဘာသွားတွေ့တယ်လဲလို့မေးတယ်။ဘွန်ပြောတာကသူ့လေကားတက်တဲ့အချိန်မှာအင်ကြီးအဖြူရောင်ဝုတ်ထားတဲ့မိန်းကလေးတယောက်ကအိမ်ပေါ်မှာရှိနေတယ်။တီးတော့အပန်းရောင်အခန်းထဲကိုဝင်သွားတယ်လို့ပြောတယ်။သူအပေါ်ထပ်ကိုရောက်ပြီးအဲ့ဒီအပန်းရောင်အခန်းကိုဖင်ကြည့်တော့လေ အဲ့ဒီမိန်းကလေးကမရှိဘူးလို့ပြောတယ်။အဲ့နဲ့ဝူလဲခုနတော့ကသူ့လဲအင်ကြီးအဖြူရောင်တဲ့မိန်းကလေးကိုအိမ်ရှိမှာတွေးလိုက်တယ်လို့ပြောတယ်။သူတို့နေရောက်တိုးတိုးတိတ်တိတ်ဒီအကြောင်းကိုပြောတယ်။ဒန်နဲ့ ठी ကိုမပြောပြဘူး။ဒန်နဲ့ ठी ကြောက်မှဆိုလို့တရှင်။အဲ့ဒီအိမ်ကအရန်ထူးဆန်းနေတယ်ရှင်။အိမ်တအိမ်လုံးကအပြာရောင်စိုးထားတယ်။ဒါပေမဲ့အပေါ်ထက်က အိတ်ခမ်းတခမ်းနဲ့ပဲအပန်းရောင်ဆိုးထားတယ်လို့ပြောတယ်။စစ်တနင်္ဂီအချိန်လောက်မှာသူတို့မှာထားတဲ့စားဆရာနဲ့တောက်ဆရာတွေကိုပို့သူကအိမ်ရှိမှလာပို့ပေးတယ်တရှင်။ပို့သူကသူတို့ကိုပြည့်စည်ပေးနေတဲ့အချိန်မှာအဲ့ဒီပို့သူကတစ်ချိန်လုံးအပေါ်ထက်ကဝရန်တာကိုပဲကြည်နေတယ်တရှင်။ပြီးတော့ ုံတောက်နဲ့ပုံစံနဲ့ပြန်သွားတယ်လို့ပြောတယ်။စားဆရာနဲ့တောက်ဆရာတွေလာတော့သူတို့လေးယောက်လည်းအိမ်ရှိမှစပွဲတွေချထားပြီးတောက်ကြတယ်။ဒန်ကအဲ့ဒီအိမ်ရဲ့ဝရန်တာနဲ့မျက်နှာချင်းဆိုင်ထိုင်တောက်တယ်။ထိုင်တောက်နေတဲ့အချိန်မှာဒန်ကတစ်ချိန်လုံးအဲ့ဒီဝရန်တာကိုပဲမော့ကြည့်သွားတယ်။ပြီးတော့ဒန်ရဲ့ရုပ်လည်းမကောင်းဘူး။ဒန်နင်ပါဖြစ်တယ်လို့မေးတယ်။ဒါပေမဲ့ဒန်ကဘာမှမပြောဘူး။ တန်ရံမျက်စီလဲတစ်ချိန်လုံးအက်တီဝါရန်တာကိုပဲစိုက်ကြည့်နေတယ်တရှင်။ထိုင်တောက်ထိုင်တောက်နဲ့နေနေရင်ဒိုင်ကထပြီးတော့အိတ်ကိုယူတယ်။ငါဒီမှာမအိတ်တော့ဘူးငါဟိုတယ်မှာပဲတွတ်အိတ်တော့မယ်။ညီတို့ဒီမှာနေရှင်နေငါတော့မနေရတော့ဘူး။နေတော့ငါနဲ့လိုက်ရှင်လိုက်မလိုက်ရှင်လဲဒီမှာပဲအိတ်ကြငါတော့မအိတ်တော့ဘူးတို့တဲ့ကပြောပြီးသူ့ရဲ့အဝတ်ထုတ်ကိုတွားယူပြီးကားပေါ်တက်သွားလိုက်တယ်တရှင်ဘော်နဲ့ဝုဒ်ကတဲ့ဘာဖြစ်တယ်ဆိုတာသိတယ် ထီကတော့ဘာမှမတိလောက်ဘူးတရှင်ဒန်ကားပေါ်ကိုတက်သွားမှတော့သူတို့တုံရောက်လဲအထုပ်အပိုးတွေယူပြီးကားပေါ်လိုက်တက်သွားကြတယ်သူတို့ကားကိုမောင်းဖက်တော့မဲ့အချိန်မှာပဲသူတို့ကအိမ်ရဲ့အဲနဲ့မီးကိုမပိတ်ထားရမှန်းတိတော့ဘွန်ကားကားပေါ်ကနေစင်ပြီးအိမ်ထဲကိုပြန်ဝင်ပြီးမီးပိတ်ပစ်လိုက်တယ်ဒါပေမဲ့အပေါ်ထက်ကိုမတက်ရဲဘူးအိမ်အောက်မှာရှိတဲ့မီးမင်းကြီးကိုပဲပိတ်လိုက်တယ်ပိတ်ပြီးသူတို့ကားပေါ်တက်လိုက်တယ်သူတို့ကားထွက်သွားတော့မဲ့အချိန်မှာ နေနေအိမ်ရဲ့အပေါ်ထက်အပန်းရောင်အခန်းတခန်းကမီးပြန်ဖွင့်လာတယ်မီးပြန်လင်းလာတယ်တရှင်မီးရဲ့မင်းကြီးကိုပိတ်သွားပြီဒါပေမဲ့အဲ့ဒီအခန်းကမီးဘယ်လိုလုပ်ပြီးလင်းလာတယ်လဲမသိဘူးသူတို့လေးယောက်အဲ့လိုမျိုးတွေ့တော့အဲ့ဒီရွာထက်ကနေကားအမြန်မောင်းထွက်လာလိုက်တယ်တရှင်ပြီးတော့ဟိုတယ်မှာသွားအိတ်လိုက်ကြတယ်နောက်နေ့နဲ့နဲ့မှာသူတို့လေးယောက်ကအဲ့ဒီအငားအိမ်ကြီးရဲ့ပိုင်ရှင်ကိုစာပို့သွားဖို့လုပ်တယ် အမှန်တော့အဲ့ဒီအိမ်ပိုင်ရှင်ကသူတို့ကိုအရင်စာပို့လာပြီးညတော့ကအိပ်ပျော်ကြရက်လာအိမ်လို့ရကြရက်လာလို့မေးလာတယ်တရှင်းသူတို့လည်းအဲ့ဒီအိမ်ရှင်ကိုပြောလိုက်တယ်ဘလို့အိမ်လို့ရမှာလဲဘာလို့အမှန်တရားမပြောတာလဲအဲ့ဒီအိမ်မှာဘာရှိတယ်ဆိုတာဘာလို့မပြောတာလဲကျွန်တော်တို့ည7နှစ်နေကလေးကအဲ့ဒီအိမ်ကနေထွက်လာတယ်လို့ပြောတော့အဲ့ဒီအိမ်ပိုင်ရှင်က ပြုံးနေတဲ့စတိကပဲပို့လာပြီးသူတို့ကိုဘလော့ကွာတယ်တရှင်။ဂျန်အက်ဒီဝရန်တာပေါ်မှာပါတွေ့လဲဆိုတော့ အင်းကြီးအဖြူရောင်နဲ့အမျိုးသမီးကတစ်ချိန်လုံးသူ့ကိုစိုက်ကြည့်ပြီးပြုံးပြတယ်ပြီးတော့သူ့ကိုဒီလိုမျိုးပါဆက်ခဲပြတယ်တရှင်ဒီလိုမျိုးတွေးရင်စင်းလာလို့ तू အဲ့လိုတွေးလို့မหนีရတော့ဘူးလို့ပြောတာတရှင်ဒီအိမ်ကိုသွားငားမိလို့တရေတော့တွေ့တဲ့သူတွေအများကြီးပဲဒါကဖြစ်မှန်တော့ရှင့်အခြားသူတော့တွေ့တဲ့ပုံစံတွေလည်းနောက်ဗီဒီယိုမှာထပ်ပြီးလာ ပြောပြမယ်လို့ရှင့်